အားလုံးမင်္ဂလာပါဗျာခြေထုပ်ပွဲကနေတာပြန်လဲပြီးတော့ကြိုးဆိုပါရယ်ခင်ဗျာကျွန်တော်တို့ဒါချင်းရိုးရဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဒါတွဲလောင်းတိုးလေးတွေပေါ့ဒါလိုမျိုးတွဲလောင်းတိုးလေးတွေကိုကျွန်တော်အခုလက်ရှိစိုင်းမှာရနိုင်တဲ့အဲရိုးရစင်လေးနဲ့အတူဒီဇိုင်းလေးတွေကိုကာလာလေးတွေကိုကျွန်တော်ဒါလာဖြန့်ပြပေးတာဝမ်းဆက်ကလေးလည်းရမယ်ကျွန်တော်တို့ဒါမှာတီးတိမ်လေးတွေမာအန်လေးတွေဟာခါလေးတွေအပြင်ကျွန်တော်တို့ကလာလုံကြီးတီးတန့်ဆိုရင်လည်းကျွန်တော်တို့ဒါလုံကြီးတီးတန့်ရမယ်ပေါ့ဗျာနော်ကျွန်တော်တို့ဒါဝမ်းဆက်ဆိုရင်လည်းကျွန်တော်တို့ဒါဝမ်းဆက်ရနိုင်တဲ့ကျွန်တော်တို့ဒါဒီဇိုင်းနဲ့ကာလာလေးတွေကိုကျွန်တော်တိတိကျကျလေးဒါရှင်းပြပေးတာ ပထမဆုံးကတော့ကျွန်တော်တို့ဒီမှာပေါ့ဒါမာအန်လေးပေါ့ကျွန်တော်ဒါဒါလုံကြီးစီတီးတန်နော်တခါတည်းကောက်ဝက်အခုကျွန်တော်ပြသွားမယ်အစင်တွေအကုန်လုံးကကျွန်တော်ဒါကောက်ဝက်ပေါ့နော်လုံကြီးတခါတည်းကောက်ဝက်လို့ရမယ်အလှတွေဆင်ပေးထားပြီးပြီကျွန်တော်တို့ကအစအပေါ်မှာမူတည်ပြီးတော့မှဈေးနှုန်းလေးတွေကွာသွားတာပေါ့ပြောချင်တာကနော်ဒါလေးဆိုမာအန်ထဲမှာကျွန်တော်တို့ကဒီကောင်ဆိုရင်ကျွန်တော်တို့ကနှစ်သိန်းကျော်နော်လုံကြီးတီးတန်ကျွန်တော်တွဲလောင်းမပါဘဲနဲ့လုံကြီးတီးတန်ဆိုရင်လည်းလုံကြီးတီးတန်နေရတယ်ကာလာတွေလည်းထက်ရှိသေးတယ်နော်ဒီနေ့ကတော့ကျွန်တော်တို့ကတွဲလောင်း တွဲလောင်းလေးတွေအကြောင်းပြောမှာဆိုတော့ကျွန်တော်တို့ကဒါတွဲလောင်းကြောင်းလေးပဲပြောရအောင်เนาะကျွန်တော်တို့ကတခါတည်းကောက်တဲ့ကျိုးချီမယ်နှစ်သိန်းကျော်မယ်เนาะဒီအောင်လေးဆိုတော့ကျွန်တော်တို့ကတီးတိမ်ကြားလေးတွေပေါ့เนาะအဲဒါလေးဆိုတော့ကျွန်တော်တို့ကအခုလက်ရှိဒါလုံကြီးတီးတဲ့ဆိုရင်3သိန်းကျော်မယ်เนาะ3သိန်းကျော်မယ်ဒီကောင်လေးလဲဒီမှာအကွက်ကလေးကွဲသွားတာเนาะကျွန်တော်ဒီလိုဒီဇိုင်းကွဲလေးလဲရမယ်3သိန်းကျော်မယ်ဒါလေးကတော့ကျွန်တော်တို့ကအစိမ်းများသွားတာပေါ့เนาะဒါလေးဆိုလဲ3သိန်းကျော်မယ် လုံကြီးတီးတန့်ပေါ့နော်အင်ကြီးစားလိုချင်တော့အင်ကြီးစားရေတက်တက်ရှိတယ်နော်ဒီအကြောင်းလည်းကျွန်တော်ရှေ့ကျန်ပြောပေးပြမယ်ဒါကတော့ဟာကာပေါ့နော်ဟာကာထဲမှာအခုလက်ရှိရတော့ကျွန်တော်စီမှာအနီရမယ်ပေါ့နော်လုံကြီးတီးတန့်လည်းရတယ်ဝမ်းဆက်လိုချင်လည်းဝမ်းဆက်ရတယ်နော်အဲဒါကြောတော့ကျွန်တော်တို့ဒါလုံကြီးတီးတန့်ခဲဆိုရင်တော့ကျွန်တော်တို့ကဒါ၄သိန်းကျော်ကြတဲ့မယ်နော်၄သိန်းကျော်ကြတဲ့မယ်နော်ဒီမှာအကွက် ပြောင်းတာလေးလည်းရမယ်ဒီမှာအကွက်ကတော့ရိုးရိုးရှင်းရှင်းလေးဒါလေးကတော့စနုံးမကင်းတော့အကွက်ကလေးတွေပါမယ်เนาะစီနီလုံးအကွက်လေးတွေခေါ်တာပေါ့เนาะဒီလိုမျိုးကျွန်တော်တို့ဒါ၄သိန်းကျော်တခါတည်းကောက်ဝက်เนาะချိုးတက်ဗျက်လုံးကြီးเนาะအတွန်းထဲမှာကျွန်တော်တို့ကဒီလိုမျိုးအဲဒီအကော်ဘေးတွေပါနေတယ်ကျွန်တော်တို့ကတေချာလေးခံပေးထားတယ်တေချာခြိပေးထားတယ်မပြုတ်အောင်ပေါ့เนาะ weight တော့ပါတယ်သူက weight ပါတယ်ကျွန်တော်တို့အမြဲတမ်းမေးတဲ့စကားတစ်ခုတော့ရှိတယ်ကျွန်တော်တို့ပြည့်တဲ့အမတွေเนาะနည်းနည်းထွားတဲ့အမတွေဝက်လို့ရလားပေါင်ဘလောက်ဝက်လို့ရလဲမေးရင်ကျွန်တော်တို့ကဒီဘက် အစကနေဒီဘက်အစကိုကျွန်တော်ကပေတိုင်းပေးမှာเนาะပေချိုးတိုင်းပေးမယ်เนาะကျွန်တော်ဒါတာဘယ်ဘုံရမလားညာဘုံရမလားဒါလေးလည်းကျွန်တော်ဒါမေးလို့ရအခုလက်ရှိကတော့ကျွန်တော်တို့ကဘယ်ဘက်ပေါင်ကိုလာကတ်တဲ့ဘယ်ဘုံနေပေါ့เนาะဘယ်ဘုံနေညာတယ်ညာဘက်ပေါင်ကိုလာကတ်တဲ့ညာဘုံနေလည်းတသက်ရှိတယ်ဒါပေမဲ့အရင်တွက်တော့နဲတယ်ကျွန်တော်တို့ကဘယ်ဘုံကိုညာတာပေါ့နော်ဒီမှာဆိုရင်ဒါဘယ်ဘက်ပေါင်ကိုလာကတ်တဲ့ဘယ်ဘုံခေါ်တာပေါ့နော်ဒီလိုမျိုးလေးတွေပြီးရင်ကျွန်တော်တို့ကဝမ်းဆက်လို့ခြင်းတော့အင်ကြီးစားပါမယ်ကျွန်တော်တို့ကဒီမှာ ဒါအင်ကြီးစားပါမယ်ပြီးရင်ခြုံဆောင်အနေနဲ့ပါမယ်เนาะခြုံဆောင်ပါမယ်เนาะကျွန်တော်တို့ဒါကြည့်လို့ခြုံဆောင်ပါမယ်เนาะအင်ကြီးစားပါမယ်ခြုံဆောင်ပါမယ်လုံကြီးပါမယ်ဒါလေးကြီးကြောင့်ကျွန်တော်တို့ကငါးသိန်းကျော်သွားမယ်เนาะအင်ကြီးကတော့မချုပ်ရသေးဘူးအဲကျွန်တော်တို့ဒါဒါရိုးရတင်တိုင်းပုံချုပ်မယ်ဆိုတော့ကျွန်တော်တို့က18000တော့2000တော့เนาะအလောက်အလောက်ဘန်းကြီးကျွန်တော်တို့ဒါထပ်ကုန်မယ်ဒါကရိုးရတင်တိုင်းမဟုတ်ဘူးဗမာပုံစံချုပ်မယ်ဆိုတော့ချုပ်ပုံပေါ်မှာမူတည်ပြီးတော့မှဈေးနှုန်းတွေလည်းထပ်ပြီးတော့ကွာခြားသွားအောင်မယ်အခုလက်ရှိကတော့ခြုံဆောင်ပါမယ်အင်ကြီးအစ ပြီးရင်လုံကြီးကတခါလဲကောက်ဝက်လို့ရမယ်ဒါမျိုးကကြတော့ငါးသိန်းကျော်သွားမယ်နော်ဒီလိုမျိုးစိုက်မှာအစင်သင်းရမယ်အဲ့တော့ဥမာကျွန်တော်တို့ကရွေးချယ်စရာအနေနဲ့ဒီလိုအကွက်ကလေးနော်ဒီလိုစနောမန်ကေတုံးကွက်လေးတွေကွာချားမယ်နော်ဒီလိုလေးတွေကျွန်တော်ဒါဖြူတာလေးတွေမြားလာကြိုက်လာအဲဒီလိုမျိုးလေးလည်းထပ်ပြီးမှလဲကျွန်တော်တို့ကဒါရွေးချယ်စရာထပ်ပြီးရောမှာရှိအောင်ပါနော်စိတ်ကြိုက်ရွေးလို့ရတယ် ဒါလည်းသူကျွန်တော်ပြောသလိုခုနကပြောသလိုပဲလုံကြီးပါမယ်အင်ကြီးစားပါမယ်ခြုံဆောင်ပါမယ်ဒီလိုမျိုးပေါ့ဗျာဒီတန်းမှာလည်းကျွန်တော်တို့ကရှေ့မှာကျွန်တော်ပြသလိုပဲလုံကြီးသီးတန်းလည်းရသလိုအင်ကြီးစားအနေနဲ့လည်းရမယ်ခြုံဆောင်ပဝါလေးပေါ့ဒါကသူကတော့ပဝါဆိုင်ကလေးပဲနော်တထွာကြော်ကြော်လေးပဲပဝါဆိုင်ကလေးနဲ့တွဲရမှာပေါ့သူကကြတော့နော်သူ့ရဲ့ original ပါတဲ့အစအတိုင်းလေးနော်ဒီလိုလုံကြီးသီးတန်းလည်းရှေ့မှာကျွန်တော်ပြသလိုပဲလုံကြီးသီးတန်းလည်းရသလို one set အနေနဲ့လည်းရတယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ ဒါအရှိမှကျွန်တော်ပြသလိုပဲလုံကြီးနဲ့တွဲကျင်တွဲကျင်ဒီလိုအင်ကြီးချုပ်ပြီးသားပဲနဲ့ပဲတွဲကျင်ဒါတော့အင်ကြီးကချုပ်ပြီးသားလေးเนาะကျွန်တော်တို့ကတစ်ခုချင်းစီလဲရတယ်ပေါ်ဝါဆိုရင်တော့ကျွန်တော်တို့ကဒါနှစ်တောင်းကြော်မယ်အဲဒီလုံကြီးဒီအင်ကြီးလေးကတော့တစ်ခါလေးချုပ်ပြီးသားနောက်ဆက်ကလေးနဲ့ဒီမှာအဲသူ့ရဲ့ဒီဒီဒီဟိုဘာအလှတွေပါလေးစင်ထားပြီးသားပေါ့เนาะဒီလိုအလှတွေပါလေးစင်ထားပြီးသားဆိုရင် तू ကလုံကြီးအင်ကြီးကြီးပဲကိုတသိန်းကြော်မယ်အင်ကြီးကြီးပဲကိုတသိန်းကြော်မယ်လုံကြီးကတော့ရှေ့မှာပြောထားသလိုပဲ၃သိန်းကြော်မယ် အဲပြီးရင်ကျွန်တော်တို့ကဒီမှာဒါလေးကတော့တိတိအကြာလေးပေါ့နော်ဟိုဘက်ကတော့ကျွန်တော်တို့ကအစိမ့်ဘက်ကိုများတယ်နော်ဒီကောင်လေးကလည်းခုနကရှေ့မှာကျွန်တော်ပြခဲ့တယ်လို့ပဲလုံညီကြီးပဲတီးတန်လဲရတယ်လို့ကျွန်တော်တို့ကအင်ကြီးစားပေါ့နော်အင်ကြီးစားတော့မချုံရသေးတဲ့အစာရမယ်1000ကျော်ပဲရှိတယ်နော်သူကတော့1000ကျော်ပဲရှိမယ်ဒီကောင်လေးကကျတော့လုံညီကရှေ့မှာကျွန်တော်နဲ့အတူတူပဲအကွက်ကလေးပဲပြောင်းသွားတာအဲဒီကောင်ကတော့3000ကျော်မယ် နော်ပဝါလေးရလဲကျွန်တော်တို့ကတစ်ခုချင်းစီဝယ်လို့ရတယ်ပဝါတစ်ခုချင်းစီကိုကျွန်တော်တို့ကဒါအာဒီလိုအောက်ချင်းငယ်လေးထိုးထားရင်ကျွန်တော်တို့က2တောင်းကြတယ်မယ်နော်အောက်ချင်းငယ်မပါဘူးဆိုရင်တော့သူက6000ပဲရှိတယ်နော်ဒီလိုမျိုးလဲကျွန်တော်တို့ကရွေးချယ်စရာရှိတယ်ဖန်စီတွေဆွဲကြိုးတွေခပတ်တွေကလည်းကျွန်တော်တို့ကထပ်ပြီးတော့မှလည်းရွေးချယ်စရာရှိတယ်ဆွဲကြိုးတွေဆိုရင်လည်းကျွန်တော်တို့က1တောင်းကနေစပြီးတော့မှကျွန်တော်တို့ဒါသိန်းကန်းတန်းနေတိရှိတယ်လို့ခပတ်တွေလည်းထပ်ရှိတယ်ခပတ်တွေတော့ကျွန်တော်နောက်ဗီဒီယိုကြရင်ထပ်ပြပေးမယ်ဗီဒီယိုအဲ ခပတ်ရဲ့သဘောတဘာဝကတော့တထောင်ခွဲကနေသိန်းကနန်းနေကြီးရှိတယ်အဲကျွန်တော်တို့ဈေးတွေအများကြီးရှိတော့လေဒီဇိုင်းတွေကလည်းအများကြီးရှိတော့ကျွန်တော်နောက်နေ့ကျရင်ထပ်ပြပေးမယ်နော်ဟဲ့ပြီးရင်ကျွန်တော်ဒီမှာဒီကောင်လေးဆိုလဲထုံလေး၎င်းမယ်ကျွန်တော်တို့ကဒါရှေ့ရလုံကြီးအင်းကြီးစားနေအတူတူပဲဒါလေးကတော့ကျွန်တော်တို့ကတီးတိမ်ကြားကိုမှအဲအနစ်နဲ့အဖြူပေါ့နော်ဒါဆိုအဖြူလေးအဖြူထဲမှာလဲကျွန်တော်တို့ကဒါရွေးချယ်စရာရှိတယ်ဒါကတော့အခုလက်ရှိကျွန်တော်တွဲလောင်းထိုးထားတာပေါ့မဟုတ်ဘူးကျွန်တော်တို့ကအစာကြီးပဲလိုချင်တော့အစာကြီးပဲဟိုကာလာတွေကတော့ထက်ရှိသေးတယ် เนาะဒါကတော့အခုလက်ရှိဟိုမှာကျွန်တော်တို့ဒီဘက်အဲဘဲဟိုပါဘယ်ဘက်ပောင်ကိုလာဖုံးနေဘယ်ဘုံနေပေါ့เนาะဒါဆိုရင်လဲဘယ်ဘုံเนาะဒီလိုဘယ်ဘုံပဝါလဲခုနကကျွန်တော်ရှင်းပြသလိုပဲကျွန်တော်တို့ကအဲပဝါတွေကအောက်ချင်းငယ်ပါတာရှိဒီမှာဆိုတကောင်းပါတယ်ဒီမှာဆိုနှစ်ကောင်းပါတယ်အဲဒီလိုမျိုးကလည်းထပ်ပြီးတော့လည်းရွေးချယ်စရာထက်ရှိသေးတယ်เนาะအိညီစားဆိုရင်လဲကျွန်တော်တို့ကအိညီအားကျွန်တော်တို့ကတသိန်းကျော်ကြတယ်မယ်အခုလက်ရှိဒီလိုမျိုးချုပ်ပြီးသားတွေရဆိုရင်မချုပ်ရသေးတဲ့အစားလည်းရှိရเนาะဒီလိုမျိုးကျွန်တော်တို့စိတ်ကြရွေးစရာရှိဒါကတော့ကျွန်တော်တို့ကမင်းတက်ပေါ့ မင်းတက်တဲမှာဆိုရင်ကျွန်တော်တို့ကဒါအာဒါလေးရစ်ပေါ့လေးရစ်ကလေးဆိုရင်ဒီကောင်ကကျတော့ကျွန်တော်တို့ဒါလေးသိန်းကျော်ကြာတင်မယ်။ဘာဖြစ်လို့လဲဆိုတော့လေးရစ်ဖြစ်သွားလို့စိတ်ရက်လည်းရှိတယ်။စိတ်ရက်ကကျတော့ဒီလိုတွဲလောင်းမထိုးရသေးဘူး။တပက်ပါမယ်အင်းအဲဘာဘူးသူကကျတော့တပက်မပါဘူး။အင်းကြီးပါမယ်လုံးကြီးပါမယ်စိတ်ရက်ဆိုရင်တထောင်ကျော်ပဲရှိတာ။ဒီကောင်ကတော့ကျွန်တော်တို့ကလေးရစ်ဖြစ်တဲ့အတွက်ကြောင့်မို့တွဲလောင်းမထိုးထားရင်တွဲလောင်းမထိုးထားဘူးခယူးတွေလည်းမထိုးထားဘူး။အစအကြီးပဲကိုကျွန်တော်တို့ကတသိန်းကျော်တာ။ဒီလိုမျိုးခယူးပါမယ်တွဲလောင်းလို့တွေထိုးထားမယ်ပဝါလည်းပါမယ်ဆိုရင်ကျွန်တော်တို့ကဒါကလေးသိန်းကျော်မယ်။ ရွေးချယ်စရာကတော့ကျွန်တော်တို့ကကာလာနဲ့ရောင်ရမယ်အခုလက်ရှိတွဲလောင်းထိုးထားတာပေါ့နော်ဒီလိုတွဲလောင်းထိုးတဲ့ဟာကျွန်တော်တို့ကအခုလက်ရှိကာလာနဲ့ရောင်ရမယ်မဟုတ်ဘူးနော်ကျွန်တော်တို့တွဲလောင်းမထိုးထားတဲ့တဲကကျွန်တော်တို့ကာလာအာရီကတော့အများကြီးရှိတယ်တွဲလောင်းမထိုးရတဲ့ဘက်နဲ့အစလက်ရထဲတဲကဆိုရင်တပက်ပါမယ်အင်ကြီးပါမယ်လုံကြီးပါမယ်ဆိုရင်ကျွန်တော်တို့ကကာလာတွေကတော့အများကြီးရှိတယ် ော်ကာလာတွေတော့အများကြီးချက်ရှိတယ်ရွေးချယ်စရာကာလာအဲ့လိုလေးလို့လည်းကျွန်တော်ဓာတ်ပုံလေးနဲ့ကျွန်တော်တင်ပေးထားအောင်မယ်ဒါလေးဆိုရင်တော့ကျွန်တော်တို့ကဒါ customer ကဒါဒီလိုလေးအင်ညောပါပေါ့ဗျာတွဲလောင်းလေးနဲ့ကျွန်တော်ဒါဒီလိုမျိုးလေးချုပ်ပေးပါဆိုလို့ကျွန်တော်တို့ကတော့ဒီလိုမျိုးလေးကျွန်တော်စီမှာကတော့ဒါခုနကကျွန်တော်ရှေ့မှာပြသွားသလိုပဲအင်ညာမချုပ်ရသေးတဲ့အစတွေပေါ့လေကျွန်တော်တို့အင်ညိုကျွန်တော်တို့ကဒီလိုမျိုးတွဲလောင်းလေးလုတ်ပေးဆိုဆိုလဲကျွန်တော်တို့ကလုတ်ပေးတယ်ကိုကြိုက်တဲ့ဒီဇိုင်းပေါ့နော်ထွန်ပေးပါချုပ်ပေးပါဆိုလဲတခါလဲချုပ်ပေးတယ်ရှေ့မှာပြတယ်လို့ပဲလုံကြီးတွေကတော့တခါလဲချုပ်ပြီးသားတခါလဲကောက်ဝက် နော်ကြိုးတက်ပြန့်လုံကြီးအင်ကြီးအကြတော့ကျွန်တော်တို့ကအဆင်ပြေသလိုကိုကြိုက်တဲ့ဒီဇိုင်းလေးတွေကိုကျွန်တော်တို့ကမှာယူလို့ရတယ်နော်ဒီလိုမျိုးဒါအင်ကြီးက ချုပ်ခိုင်းမယ်ပြီးရင်ကျွန်တော်ချုပ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဗျောင်စာလေးတွေတော့ပိုးရမလားနောက်စက်တက်ရမလားကျွန်တော်ဒါကော်ဘိတ်တွေကတ်အောင်မလားအဲ့ပုံမှာမူတည်ပြီးတော့ချုပ်ခါတွေကဈေးနှုန်းအစားစားရှိတယ်စီးကွက်နေထိုးအောင်မလားအဲဒီပုံမှာလဲဈေးနှုန်းတွေအစားစားရှိတယ်ပြီးရင်ကျွန်တော်တို့ကဒီမှာပဝါလဲပါမယ်နော် ပပပဝါတော့ကျွန်တော် original အတိုင်းပါပြီးသားပဝါတော့ original အတိုင်းပါပြီးသားဒီအဲ့ညီချုပ်ပုံမှာမူတည်ပြီးတော့ဈေးနှုန်းကကွာခြားသွားမှာနော်အဲဒါလေးတွေကကျွန်တော်တို့ဒါစိတ်တိုင်းကြမှာပြီးတော့ဒါတော့ကျွန်တော်နမူနာအနေနဲ့ပြတာပေါ့ဗျာနော်အရန်လာတယ် ောက်ဒီလိုနောက်ဖက်ချက်မှာဆိုရင်လည်းကျွန်တော်ဒီလိုမျိုးတောက်လျှောက်ကျွန်တော်တွဲလောင်းတွေထည့်ပေးထားတယ်။နောက်ဒီလိုမျိုးကျွန်တော်တို့ဒါလေးဆိုလည်းအချိန်လေးတော်တော်ပေးပြီးတော့မှကျွန်တော်ဒါလုတ်ပေးထားတယ်။နောက်အဲဒီလိုလေးလည်းမှားလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကဒီမှာ customer မပို့ခင်လေးပေါ့ဗျာ။လာပြပေးတာ။ဒါကတော့ကျွန်တော်တို့ဒါ68လမ်း333လေးမန္တလေးမြို့ချယ်ရီဦးချင်းရွာဆိုတဲ့အတိုင်းပဲကျွန်တော်ဒါချင်းတဲ့တီးတဲ့တမျိုးတည်းရောင်းချတယ်။အဲဒါကိုကျွန်တော်တို့ဒါချင်းတီးတဲ့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဇိုင်းတွေကတော့အစုံလင်ပေါ့လေ။ဒါကတော့ကျွန်တော်ရဲ့ဆိုင်ရဲ့အဲညက်နစာပေါ့။ ်နော်ဒါ68လမ်းပေါ်မှာရှိတယ်ကျွန်တော်တို့ဒါနောက်ဖက်ချမ်းရှေ့ဖက်လေ33နဲ့3လေးကြာနော်စိတ်တိုင်းကြလာအောင်ကြည့်ရှုလို့ရတယ်နိုင်ငံစုံနေစုံပို့ပေးတယ်နော်လိုအပ်တာရှိရင်ကျွန်တော်တို့ဒါပြန်ပြီးဆက်သွယ်လို့ရတယ်ကျေးဇူးပါ